သိကောင်းတဲ့ဇလန်းလေးဖြစ်တာကြောင့်နားထောင်ပြအောင်နားထောင်စေခြင်းပါတယ်။ဒီနေ့မှာရန်ဒေါသကြီးရတဲ့အမျိုးသမီးတယောက်ဟာဈေးရပြန်သူတစ်ခါမှမမြင်ဘူးတဲ့သတိတရားနဲ့မတော်တဆဝင်တိုက်မိသွားတယ်။အမျိုးသမီးဟာပြပြဇလန်းနဲ့အိုကျမကိုခွန်းလို့ပါလို့ပြောလိုက်တယ်။အတိုက်ခံရတဲ့သတိကလည်းကျွန်တော်ကလည်းတခြားကိစ္စတခုမှအာဝန်ရောက်နေလို့အမလာတာကိုမမြင်လိုက်ပြီလို့ပါ။အခုလိုဖြစ်သွားတာကိုကျွန်တော်ကလည်းတောင်းပန်ပါတယ်။ခွန်းလို့ပါခင်ဗျာလို့ပြန်ပြောတဲ့ အဲ့ဒီသတိနဲ့အမျိုးသမီးကအယံကိုယဉ်ကျေးသွားတဲ့တယောက်ကိုတယောက်အပြန်လန်တောင်းပန်ကြတယ်။ပြီးတဲ့အခါမှာလမ်းခွဲလာခဲ့ကြတယ်။အဲ့ဒီနေညနေမှာအမျိုးသမီးကညနေသားအတွက်ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်နေတယ်မှာသူမရဲ့သားလေးကသူမရဲ့ဘေးကနေငြိမ်ငြိမ်လေးလာရတယ်။သူမနောက်ကိုလဲလိုက်တဲ့အခါနောက်မှာရက်နေတဲ့သားလေးနဲ့တိုက်မိသွားပြီးသူမရဲ့လက်ထဲမှာကိုင်းထားတဲ့ပကံတွေကကျွဲသွားတယ်။ဒီအခါမှာအမျိုးသမီးကသူ့ရဲ့ဒေါသကိုမထိန်နိုင်ပဲသားလေးကိုဒေါသတကြီးနဲ့ တရားနေထွက်သွားတယ်လို့အောင်ငေါ့ပြီးချိန်မောင်းလိုက်ပါတယ်။မတင်မှာပဲမိခင်ဖြစ်သူရဲ့အောင်ငေါ့ချိန်မောင်းခြင်းကိုခံလိုက်ရတဲ့သားလေးဟာစိတ်မကောင်းသွားနဲ့မိဖို့ကံနေရနေထွက်သွားခဲ့တယ်။သားလေးထွက်သွားတဲ့အခါသူမဟာသားလေးကိုပြင်းပြင်းထန်ထန်ပြောမိတယ်ဆိုတာကိုသတိထားမိသွားတယ်။သူမရဲ့သားလေးဟာညနေသာမစားပဲအစိုးရအိယာဝင်ပြီးအိမ်နေခဲ့တယ်။သားလေးညနေသာမစားပဲအစိုးရအိယာဝင်သွားတာကိုမိခင်ဖြစ်သူဟာသတိထားမိသွားတယ်။ ဒီခါမှမိခင်ဖြစ်သူကသူမရဲ့သားလေးကိုအော်ဟစ်ချိန်မောင်းနိုင်ပြီလို့သားလေးစိတ်မကောင်းဖြစ်သွားတယ်ဆိုတာကိုသိလိုက်တယ်။သူမလည်းစိတ်မကောင်းသွားနေပဲစောစောအေးရဝင်ခဲ့တယ်။ဒါပေမဲ့သူမဘယ်လို့မှအေးမပြောနိုင်ဘူးဖြစ်နေတယ်။ဒီအချိန်မှာပဲသူမရဲ့စိတ်ထဲမှာဈေးရအပြန်သတိတရားနဲ့ဝင်တိုင်းပြီးပြီးအပြန်အလှန်ရင်ကျေးတိမ်မွေးသွားနဲ့ပြောဆိုတောင်းပန်ခဲ့တာကိုသတိရပြီးအတွေ့တစ်ခုဝင်လာခဲ့တယ်။ငါဟာသတိတရားကိုဆက်ဆံတဲ့အခါမှာတော့ရင်ကျေးတိမ်မွေးပြီးတော့ ကိုချစ်တဲ့ကိုရဲ့တွေးစားနဲ့ဆက်ဆံလာကြဘာလို့ကြမ်းကြမ်းတမ်းတမ်းဖြစ်နေရတာလဲဒီလိုတွေးမိတဲ့အခါသူမအစိမ်းမကောင်းတာနဲ့တွေးနေချင်းရဲ့အိပ်ပျော်သွားခဲ့တယ်ဒီအချိန်မှာအိမ်မက်မက်နေသလိုလိုတစုံတယောက်ကသူမကိုလာပြောနေသလိုလိုနဲ့သူမရဲ့နားထဲမှာအတန်တစ်ခုကိုကြားနေရတယ်မိဖို့ကန်းနောင်းကိုတွားကြည့်လိုက်တကားနားမှာပန်းလေးတွေကြာနေတာကိုတွေ့ရလိမ့်မယ်အဲ့ဒီပန်းလေးတွေဟာတမိရဲ့သားလေးကတမိကိုပေးဖို့အတွက်ကိုယ်တိုင်ခူးလာခဲ့တာကွယ် ပန်းလေးတွေဟာတမီးကြိုက်တဲ့အပြာရောင်ပန်းလေးတွေပေါ့။တမီးရဲ့သားလေးဟာတမီးကိုအံဩသွားစေခြင်းတဲ့အတွက်တိတ်တိတ်လေးတမီးရဲ့နောက်မှာယံနေခဲ့တာပါ။သူ့ရင်ထဲကခံစားချက်တွေကိုတမီးတစ်ခါမှမမြင်ခဲ့ဘူးလားလို့ပြောပြီးအတန်ရှင်ဟာပျောက်ကွယ်သွားတော့တယ်။ဒီအခါမှာသူမဟာအိမ်မက်ကနေလန်လို့လာခဲ့တယ်။သူမဟာယံကိုစိတ်မကောင်းဖြစ်နေခဲ့တာပေါ့။ပြီးတော့သူမရဲ့ပါပင်မှာမျက်ရည်တွေစီးကျလာတယ်။ပြီးတဲ့အခါသူမဟာမိဖို့ကောင်းကိုတွားကြည့်တဲ့အခါအမှန်ပါပဲ။ သူမရဲ့သားလေးကူလာတဲ့ပြာအောင်ပန်းလေးတွေကမိဖို့ကန်းရဲ့ကြံမြန်မှာရှင်နေခဲ့တယ်။ဒီအချိန်မှာသူမဟာအရန်ကိုစိတ်မကောင်းဖြစ်သွားခဲ့တယ်။သူမရဲ့ပါပြန်မှာလည်းမျက်ရည်တွေစီးကြလာတယ်။ပြီးတဲ့အခါသူမရဲ့သားလေးအိမ်နေတဲ့အိမ်ယာစီကိုတိတ်တိတ်လေးသွားပြီးအိမ်ယာဘေးမှာထိုင်ချလိုက်တယ်။ထပါအောင်သားလေးရဲ့ဒီပန်းလေးတွေကမိမိအတွက်သားကူလာပေးတာလားလို့သူမရဲ့သားလေးကိုမေးလိုက်တယ်။ဒီကမှသားလေးကဒီပန်းလေးကိုဟိုးပင်နာမှာတွေ့တာမိမိ။ ပန်းလေးတွေဟာမေမေလိုပဲအရန်လာတာပဲပြီးတော့မေမေရမ်းကြိုက်တဲ့အပြာရောင်လေးတွေဖြစ်နေရတဲ့တားခူလာခဲ့တာမေမေကြိုက်မယ်ဆိုတာတားတည်သားပဲလို့ပြန်ပြောခဲ့ပါတယ်တားလေးတွေကစကားကိုကြားလိုက်ရတဲ့အခါမှာတားလေးရဲ့မေမေတားကိုဒီနေ့ပြုတ်မှုလိုက်တဲ့ပြုတ်မှုတော့မေမေတောင်းပန်ပါတယ်တားကိုမေမေမော်စင်မှုလို့ပြောလိုက်တဲ့အခါမှာတားဖြစ်သူကရပါတယ်မေ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 ကိုတားချစ်ပါတယ်လို့ကလေးလေးကပြန်ဖြေခဲ့တယ်မေမေလည်းတားကိုရမ်းချစ်ပါတယ် ပြီးတော့ဒါလေးခုပေးတဲ့ပြောင်းပန်းလေးတွေကိုမေမေရမ်းကြိုက်တာပဲလို့ပြောပြီးဒါဖြစ်သူကိုပွေဖတ်ထားလိုက်ပါတယ်။ဒီစာသူလေးကနေကျွန်တော်တို့အတွက်ရလိုက်တဲ့သင်္ကန်းသားကတော့ကျွန်တော်တို့ကကျွန်တော်တို့နဲ့မရင်းနေတဲ့တသိန်းတွေအပေါ်မှာဆိုရင်ရင်ကျေးချိုသားစွာဆက်ဆံတတ်ကြပါမယ်။ကျွန်တော်တို့ချစ်ခင်တဲ့သူတွေအပေါ်မှာတော့ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမိနေကြတယ်ဆိုတာကိုမိမောက်ထိုးပြသလိုက်တဲ့ပုံမြင်လေးပါ။ဒါကြောင့်ကျွန်တော်တို့ချစ်ရသူတွေနဲ့ဆက်ဆံတဲ့အခါမှာလည်းယဉ်ကျေးချိုသားကပြောဆိုဆက်ဆံခြင်းနဲ့ကျွန်တော်တို့ရဲ့မိသားစုဆက်ဆံရေး မိတ်ဆွေရဲ့ပေါင်းတင်ဆက်ဆံရေးတွေကိုပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်ကြပါသည်လို့ကြံပြုရင်းဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေ။ချက်တော်မိမြမနိုင်ငံတော်ကြီးလည်းအမြန်အသုံးရေးတန်းသာရပါသည်။ကြည့်ရှုပါပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းတွေကိုလည်းကျေးဇူးအထူးတင်ပါတယ်ဗျ။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူတာညီဖြစ်ပါတယ်။